မီတာကိုထပ်မံတင်ပြခြင်းမှာဖြစ်တယ်ပြောရင်တော့မိနစ်ကဖိုင်ကို Facebook အကောင့်တစ်ခုကနေပြီးတော့ခက်တီနဲ့ပြန်တင်လိုက်တာဖြစ်တယ်ပြောချင်တာတော့ဒါကြီးကတမင်ကိုလုံးလိုက်တဲ့သဘောပေါ့ဗျာအဲ့တော့အရာတွေညောင်းညံ့မှုနဲ့အမှတ်တရခြေကိုကျော်မျိုးမင်းရဲ့တရင်တော်ချက်လေးတို့ကိုနားထောင်ကြည့်အောင်တို့ဒီနေ့ကတော့ပွဲစုလေးတဲ့ညောင်းညံ့ကိစ္စပေါ့ဗျာညောင်းညံ့ကိစ္စလေးတွေပြောညောင်းညံ့အကြောင်းစုလေးကိစ္စဒါတော့ကျွန်တော်အများကြီးပြောလို့သိမရှိဘူးသို့တော့ဒါတွေကသင်္ကန်းစာရောင်းမယ်ကိစ္စလို့ပြောချင်တယ်နောက်ညာကိစ္စတင်းကရောပြောချင်တယ်။ဘာလို့လဲဆိုတော့နာသကဒိမန်တန်ကြားကြီးကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒိမန်ထုတ်တယ်။ဒိမန်ထုတ်ပြန်ထားတာတွေ့ရတယ်။သူထုတ်ပြန်ထားတာကတော့ သူထွက်ထားတာတော့ကျွန်တော်ခဏလေးဖတ်ပြပါဦးမယ်။နောက်သာထွက်ထားတာကျွန်တော်ဖတ်ပြအောင်နော်။မြောင်းမြောင်းအထက်က၆မှာကျောင်းသူချင်းအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စဘလို့ဆောင်းတယ်လို့မီဒီယာတို့ကမေးတယ်။သူကပြန်ဖြေတယ်။အဲအဲ့ဒါက၁၈ရက်၆ရက်နောက်တော့၅ရက်မှာဆိုရှယ်မီဒီယာပြန်နေတဲ့ကျောင်းသူဖြစ်တယ်။အဲ့ဒီ video file က2024ပညာသင်နှစ်ကမနစ်က2024ပညာသင်နှစ်ရဲ့17ရက်17လ2024ရက်မှာကျောင်းချိန်ပြပအောင်ဖြစ်တဲ့ video file ဖြစ်တယ်လို့သူကပြောတယ်။ဒီ video file ကမနစ်က video file မနစ်က video file ဒီနေ့ပေါ့တိကျတာအဲ့တော့ အဲ့ဒီမှာပဲဆက်ရှိရနေမှာဖြစ်လို့စကွေးရနေမှာကြောင်းစီကန်တင်းလေးအဖွဲ့ဟာကြောင်းသူနဲ့အုပ်ထုပ်သူတွေကိုခေါ်တွေ့ရဲစစ်စစ်နဲ့မေးမြန်းတယ်အဲ့တော့ဗီဒီယိုပိုင်းပါတဲ့ရိုက်ခံတဲ့ grade 6ကြောင်းသူနဲ့ရိုက်နေခံတဲ့ grade 7 grade 9ကြောင်းသူကိုစစ်စစ်မြန်းပြီးတဲ့နောက်နော်ရိုက်ခံတဲ့ကြောင်းသူကမျက်နှာသူဖြစ်ဖြစ်တဲ့အတွက်ရင်းဆောင်ခဲ့ခြင်းကြီးမရှိပါကြောင်းတဲ့ရိုက်နေခဲ့တဲ့ grade 7နဲ့ grade 9ကြောင်းသူတွေဖြစ်စဉ်ကိုဖြစ်စဉ်ကိုတဲ့ဗီဒီယိုရိုက်ပြတဲ့ grade 7ကြောင်းသားတွေကိုကြောင်းစီကန်တင်းလေးအဖွဲ့ကြောင်းကြောင်းစီကန်တင်းလေးအဖွဲ့ကအုပ်ထုပ်သူများတံပြန်လဲအနံပြီးတော့နောင်နောင်ဒါမျိုးမလုပ်ဘူးထပ်မှမဖြစ်သေးဘူးအတိအကျလည်းမရေးထုတ်ထားတယ် ်လို့သိခဲ့တယ်တဲ့ဒီပြဿနာတဲ့ဒီနောက်ကတော့26ပြည်သားတွေမှာဒီနေ့မှဖြစ်တာမဟုတ်ပဲねယခုကဲဆိုပြဿနာမျိုးဟိုဖြစ်ပွားဒီဒီမှဖြစ်တာမဟုတ်မနေ့ကဖြစ်ခဲ့တာပေါ့ဒါကြောင့်မလို့ဒီလိုဖြစ်တဲ့မျိုးမဖြစ်ဖို့တဲ့အကြောင်းစီကတိုင်းဆောင်ရနေကြအောင်တဲ့ပြောလေတဲ့သောင်းစစ်စစ်အမြင်မသိအောက်တစ်ခုကလည်းဒီကြီးအရင်နှစ်ကဗီဒီယိုဖိုင်ကိုတဲ့16ရက်6လ2025ရင်းမှာဆိုရှယ်မီဒီယာပေါ်ထပ်မံတင်ပြခဲ့နေတာဖြစ်တယ်ပြောရတော့မနေ့ကဖိုင်ကို Facebook အကောင့်တစ်ခုကနေပြီးတော့ခတ်တည်နေပြန်တင်လိုက်တာဖြစ်တယ်ပြောချင်တာတော့ဒါကြီးကတမင်ကိုလုံးလိုက်တဲ့သဘောပေါ့ဗျာအဲ့တော့အရာတွေတိုင်းမျောင်းမျောင်းမနေ့အမှတ်တရချိန်မှာတန်းတန်းကြောင်းကကြောင်းမကြောင်းသူတွေရဲ့ ဒီ16တောင်းသူတွေရဲ့16ရက်17လ9လဆိုရင်ဖြစ်ခဲ့တဲ့ video fire social media ပေါ်မှာ16ရက်6လ9လ15မှာပြန့်နှံ့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့16ရက်6လ9လ15မှာမြန်မာခရိုင်ပြည်အုပ်ထေဝင်းနဲ့ဥက္ကဋ္ဌဖြစ်ဆောင်ရွက်သောဌာနဆိုင်စစ်ဆေးရေးဖွဲ့ပြင်ဖြစ်စဉ်ကိုစစ်ဆေးဆောင်လေးရှိပါတယ်ပြောတယ်ပြောရရင်တော့ဒီဟာနဲ့ပတ်သက်လို့တို့ဒုစရိုက်ချက်တို့လုတ်ပေးနေတယ်ပြောရရင်ဒါကြီးမနစ်ကအဟောင်းဆိုတော့ပြောကြပေါ့နော်ဆိုတော့ကျွန်တော်တို့ကလည်းဒီဖြစ်စဉ်နဲ့သိရှိတဲ့မိသားစုတိုင်းမှာကျွန်တော်တို့ NPNews ကလည်းဆက်သွယ်မေးမြန်းတယ်မေးမြန်းတဲ့အခါကျတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျောင်းဆရာမကြီးနဲ့ပြည်အုပ်ကခံဝင်ထုတ်ခိုင်းပြီးတော့ကလေးတွေကိုလည်းကျောင်းနှစ်ပတ်နားခိုင်းပြီးတော့စာဝတ်ပြန်ပြေးနောက်ပြီးဒီကျောင်းကိုပြန်ပြီးလက်ခံထားရဲဆိုတော့ ဖြစ်လဲရှိရပေါ့ဗျာနော်စသဖြင့်ဒီကိစ္စကတော့နှစ်ဖက်ချားမှာပြဿနာရှိတယ်ဒီကလေးနှစ်ခုဖက်ချားမှာပြဿနာကိုသောကြီးရဲ့ရှိနေလို့ချားတယ်အဲ့တော့ဒီကိစ္စကကလေးငယ်ချားမှာဖြစ်တယ်ဖြစ်တာရှိတယ်အချောင်းတွေကဖြစ်တတ်တဲ့ကိစ္စတွေကအချို့ကိစ္စတွေဖြစ်တယ်သို့တော့သို့တော့ဒါကောင်းတဲ့ကိစ္စလားဆိုတော့မကောင်းပါဘူးအချောင်းတွေမှာအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်ရတဲ့ဗီဇတွေကရှိသွားတာဒါမကောင်းတဲ့ကိစ္စအဲ့တော့နံပါတ်၁ကမိဘတွေကိုကျွန်တော်ယင်ပြောခြင်းနဲ့ပြီးရင်ကျောင်းဆရာမတွေမိဘတွေဟာကိုသားသမီးတွေရဲ့ပထမဆရာလုံးဆရာဖြစ်တယ် အဲ့လက်ဦးစရာဖြစ်တဲ့မိနဲ့ပါမမရရင်ရန်ကဆိုင်ရိုင်းဆိုင်တဲ့သူတွေဖြစ်နေမယ်သူတို့ကိုသားသမီးကိုမဆုံးပါဘူးမတင်သွင်းဘူးမတုံသင်ထားဘူးဆိုရင်လူလိုနားမလည်ဘူးဆိုရင်အဲ့ဒီကောင်ကြီးကကြောင်းရောက်သွားလဲကြောင်းဆရာဆရာမကြီးကဘယ်လောက်ဆောင်ကြည့်နေမှာလဲဗျာဆရာဆရာမဒီသားသမီးနဲ့ရောက်တဲ့ဒီကလေးကြီးတာမဟုတ်ဘူးတကြောင်းလုံးကြည့်ရတယ်အဲ့တော့သူတို့ကကြောင်းရပြန်မချိန်ပြီးခြားရတဲ့ကိစ္စဆရာဆရာမတွေမှာတိုက်ရိုက်ပြည့်စုံသလားမင်းအရင်တော့မပြောမရှိဘူးသို့တော့ကြောင်းမှာဖြစ်သွားတဲ့အတွက်ကြောင်းကထောင်ရရှိသွားတဲ့ဘောကြောင်းဝင်ဆုံးကြီးနဲ့ကြောင်းသားကြီးကကြောင်းရဲ့ကြောင်းကြီးဒီမှာကြောင်းသားမှာဖြစ်တာဟုတ်ကဲ့နော်ဆိုတော့နံပါတ်၁ကအဓိကနံပါတ်၁ပြောချင်တာမိပါလေကျွန်တော်တို့တခြားတနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားကျောင်းသူမိဘတွေကလေးမိဘတွေအနေနဲ့ကိုယ်သားသမီးကိုလူနေမှာဖြစ်အောင်သာဆုံးမှာပါလူမိုက်လူရန်ကမရိုင်းချမ်းကားတဲ့အောင်ဖြစ်အောင်မဆုံးမှာကြောက်ဘူးလို့ပြောချင်တယ်ကိုယ်သားသမီးကိုကိုယ်ကိုယ်တိုင်းစာပြီးဆုံးမှာဘူးလို့ကိုယ်သားသမီးလူမိုက်ရန်ကားလေးမဖြစ်အောင်မိဘတွေမှာတောင်းဝင်ရှိလို့ပြီးတော့မှတောင်းဆက်တဲ့မိုက်ဒုတိယတောင်းဝင်ရှိတယ်ပြီးတော့မှကျန်တဲ့ပအဝန်းညံတိုင်းမိုက်နေရှိတာအဲ့တော့မိဘတွေကတစ်ပတ်တည်းအရေးကြီးအဲ့တော့မိဘတွေကမိမဆုံးမှာဘာမဆုံးမှာဒါလေးမဖြစ်အောင်ဆိုတာအရင်ကကျွန်တော်ပြောခဲ့တယ်မိမဆုံးမှာဘာမဆုံးမှာဒါလေးမဖြစ်အောင်နေတော့မိဘတွေမှာတာဝန်ရှိဆုံးမဖို့လို့ရတော့ကမိမိမိဘတွေကသူသားသမီးဆုံးမမှာကို့မိသားစုကိုချစ်တတ်ဖို့ ကိုလူမှုတိုင်းကိုချစ်တတ်ဖို့ကိုယ်တိုင်ချင်းအပေါင်းသူချစ်ခင်တန်ဖိုးထားတတ်ဖို့လေးစားတတ်ဖို့လူလူချင်းလေးစားတတ်ဖို့သင်ပေးရမယ်အသိပညာကောင်းကောင်းထည့်ပေးရမယ်အဲ့လိုမျိုးပဲねမိဘတွေကိုယ်တိုင်ကသာသမီရှိမှမထုံမနှမ်းနေနေမပြောမပြောတင်နိုင်ပြောမဆိုတင်နိုင်ဆိုမနေတင်နိုင်နေပြရင်သာသမီရလည်းအတုမြတ်တတ်မယ်ဖြစ်တတ်တယ်ဒါကြောင့်နံပါတ်၁ကဒီဖြစ်စဉ်အားကြီးကြည့်ပြီးတော့မိဘတွေကိုယ်တိုင်စဆင်နေကြဖို့လို့အเจ้าကိုလည်းညှို့လမ်းမထိုးပါနဲ့ဟုတ်တက်ပြီးတော့ကိုကိုယ်တိုင်ရောငါတို့သာသမီမှုမှာငါတို့ဘလို့ဖြစ်လဲဆိုတော့အရင်ဆုံးမိဘတွေပြန်ဆန်းစစ်ကြဖို့တိုက်တွန်းတယ်တိုက်တွန်းခြင်းအဲ့တော့เจ้าဆရာတဲ့မတွေကလည်းเจ้ามาဖြစ်တယ်เจ้ามาတော့တာဝန်ရှိပါတယ်ဒါပေမဲ့နောင်နောင်ကြရင်တော့ဒီလိုမဖြစ်အောင်เจ้าဒီမှာတော့ နိုင်ငံတော်ကပြည်ညာရေးဥပဒေတွေဒါကိုအကုန်လုံးတပြေးညီတဲ့ဒါဒါမျိုးတော့မဖြစ်အောင်မလို့ဆင်ခြင်ကြဆိုတော့မျိုးတော့သူကျင်ညာသိပြီးလိမ့်မယ်လို့ယူဆနော်ဒါကြုံချောင်ကြုံပေးပေါ့ရုံးနေမိနေမိမယ်ထင်ပါတယ်ဆိုတော့ဒါကိုသင်ခန်းစာယူရမယ်ကိစ္စပါခလင်းငယ်တွေဘဝမှာခလင်းငယ်တွေထွက်လာရဆိုပေမဲ့ဒါလည်းမဖြစ်အောင်လို့မိဘတွေကစပြီးတော့ကိုကိုတတိယနေထိုင်ရှင်းနေကြပါကိုသားသမီးကိုလူစိုးလူမိုက်လူရန်ကမဖြစ်အောင်ကိုကိုတိုင်းကစပြီးတော့ဆင်ခြင်ပြင်ဆင်ကြဖို့လူတွေလိုတိုက်တွန်းတိုက်တွန်းချင်ပါတယ်နော်ဒါလေးပဲပါအဲ့တော့အပိတ်ရတော့ကျွန်တော်ပြောချင်ဒီလင်းမှာအချုပ်သား73ဦးထွက်ပြေးတယ်ဆိုတဲ့သတင်းလေးလည်းကျွန်တော်တို့အဲကြားပါတယ်အဲ့ဒီသတင်းကတော့ကျွန်တော်တို့ confirm လုပ်နေသေးပါတော့တရင်ကတော့ပေါ်လို့ရရပါပြီအဲဘာလဲဆိုတော့ဟိုအချုပ်အချုပ်ခန်းနေပေါ့ဗျာခီးလေးမှာရှိတဲ့အချုပ်ခန်းမှာ1973ခုရဲ့ရောဒေတာရောဒေတာခံခေါက်ခဲ့ခီးလေးမျိုးမှာရဲစခန်းမှာအချုပ်ခန်းမှာဖမ်းထားတဲ့နိုင်ငံရေးကျင်းသားသတို့ဖွင့်ပြသွားပြီးတော့တအုပ်ကတော့မိုင်းတိပြီးတော့အသက်ဆုံးရှုံးသွားတယ်ဆိုပြီးတော့ခီးလင်းကာကွယ်ရေးတပ်ဖွဲ့တွေကပြောတယ်ဆိုပြီးတော့တရင်နေနော်ရောထွက်လာတယ်အဲကျော်ရ18ခုကထွက်ပြေးသွားတာပါလို့ပြောတယ်အဲ့တော့ဒါလေးလည်းသတိကြီးထားမယ်ကိစ္စပဲခီးလင်းမှာ1973ခုထွက်ပြေးဆိုတော့စိတ်ဝင်စားဖို့ကောင်းပါလေဆိုတော့ဒါလေးလည်းရှိရဲဆိုတဲ့ဇင်းလေးကြောင့်ပြောရင်းနဲ့ဒီလေးတော့ကျွန်တော်ပွင့်လန်းပြောရင်ဒီလောက်နဲ့ပဲပြေးပြရစေနည်းနည်းလေး でっ佫有怎啊袂得着？佫招两面我来接触，对嘛？